ချင်းကိုဝင်လို့ရသွားတယ်ဗျာအဲ့ဘက်ကနေဒီဘက်ကဘာမှတောင်းကျင်းတော့မရှိဘဲနဲ့စချင်းဝင်လို့ရသွားတယ်ညာရင်းချင်းကိုကျွန်တော်ဂျီမင်းနှစ်ခုပါပါဂျီမင်းနှစ်ခုပါသွားတယ်ဆိုတာလုံးဝမဖြစ်မဖြစ်မဖြစ်နိုင်ဘူးမဖြစ်ဖြစ်တဲ့နဲ့ဟာကြီးပဲပြောလို့ဆိုတော့အဲ့တော့အဲ့နေရာမှာကျွန်တော် YouTube channel ချိန်ထားတဲ့ဂျီမင်းကဘယ်လိုလဲလိုက်လို့ရသွားလဲဆိုတော့ကျွန်တော် Twitter ကိုတောင်းပြီးတော့လိုက်လို့ရသွားတာအဲ့ဆိုတော့အဲ့နေရာမှာတည်ထားပါအကုန်လုံးပေါ့နော်ကျွန်တော် YouTube channel ကိုရဲ့ channel ID ကိုအကုန်လုံးမှတ်ထားဖို့လိုအပ်တယ် အခုကတို့မေးတာတခုရှိတယ်ဗါလဲဆိုအဆန်ကိုကဲအဆန်အောင်မေးတယ်ပေါ့နော်ဘူးစတက်ဆိုတာလည်းဘူးစတက်ကမျိုးရှိရယ်ဖုန်းနဲ့ခံတာလည်းရှိရယ်အီးမေးလ်နဲ့ခံတာလည်းရှိရယ်အဲ့နှစ်ခုလုံးလည်းခံတာထည့်ထားပေးဗျာဖုန်းဟောထည့်တာအီးမေးဟောထည့်တာပြီးတော့ contact email ဆိုတာရှိနေကြီးရယ် contact email ဆိုတာထည့်ထားအောင်အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကြုံတွေ့ခဲ့လိုက်ရတဲ့အဖြစ်အပျက်တစ်ခုကိုပြပြပေးပါဖြစ်ပါတယ်အားလုံးသိရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်က YouTube channel run လာတာကျွန်တော်အခုဆိုရင်9နှစ်ကျော်6နှစ်ကျော်တယ် အဲဒီ6နှစ်ထဲကိုရောက်နေပြီဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်ပြီးခဲ့တဲ့အပတ်ကကျွန်တော်ရဲ့ YouTube channel တစ်ခုကဟက်ခံလိုက်ရပါတယ်။အဲ့ဒါကျွန်တော် run နေတဲ့ဒီ6နှစ်ကျော်ကာလပတ်လုံးအတော်အတွက်မှာကျွန်တော်ပထမအုပ်ဆုံးဖြစ်တာပါ။ဘလို့ဖြစ်သွားလဲပေါ့။ပုံမှန်ကကြားတော့ပေါ့နော်။အဲကျွန်တော်က run တာကကျွန်တော်ကျွန်တော်ရဲ့မှာဒီ ITN knowledge sharing subscriber 300k ကျော်ရှိတဲ့ channel ဖြစ်တာတော့မဟုတ်ပါဘူး။ကျွန်တော်ရဲ့မှာဒုတိယမြောက် channel ဖြစ်တဲ့ wins blog ဆိုတဲ့ subscriber 9k ကျော်လေးပဲရှိရပါတော့เนาะ 10k တောင်မပြည့်သေးရဲ့ channel ကဖြစ်သွားတာပါတကယ်တမ်းကကျွန်တော်ကဒီ YouTube channel hack ခံရတယ်ဆိုပေမဲ့တကယ်တမ်း hack ခံရတာက YouTube channel တည်းကြီးတော့မဟုတ်ပါဘူးသူ့ရဲ့မှာအဲဒီ link ချိတ်ထားတယ်တနည်းအားဖြင့်တော့ကျွန်တော် YouTube channel ကိုတုံးပြနေတယ် Gmail hack ခံရတာပေါ့เนาะ Gmail ယူသွားတာပါ ဆိုတော့ကျွန်တော်ဘယ် security တွေက leak ဖြစ်သွားတာလဲဆိုရင်တော့ကျွန်တော်နည်းနည်းလေးရှင်းပြပေးချင်တယ်ပေါ့နော်ကျွန်တော်ဆိုလဲတာမန်အဖြစ်ကျွန်တော်ဆိုလဲနီးပညာပိုင်းကိုလိုက်ပြီးတော့လေ့လာနေတဲ့သူတယောက်ဖြစ်တော့လေအဲကျွန်တော်ဒီမှာ YouTube channel နဲ့ပတ်သက်တဲ့ Gmail တွေဆိုရင်ကျွန်တော်တော်လေးကို view site ပါတယ် view site တဲ့ကျွန်တော်ဒီ Gmail နဲ့ပတ်သက်ပြီးတော့ကျွန်တော် channel ရဲ့ website တွေမှာသွား login ဝင်တာမျိုးတွေတော့မရှိဘူး Facebook တွေတို့ game တွေဘာတွေမှာသုံးတာမျိုးမရှိဘူးဗျာတက်တက်တီးတက်လေးကိုသုံးတာပါအဲဒါပေမဲ့ကျွန်တော်ရဲ့မှာဒီ second channel ဒါကျွန်တော်နည်းနည်းတော့ပေါ့ရော့မိရတယ်မှာတော့ကျွန်တော်ပါသွားတယ်ပေါ့နော် ဒါပေမဲ့လေဒီပေါ်ရမှုကဗျာပြောရမယ်ဆိုဘာမှမဟုတ်ဘူးပေါ့နော် Google account တကောင်လုံးကြီးကိုပါသွားတဲ့ ठी ကိုပဲဟိုဘက်က hack ဝါတာဆိုတော့အလောက်ကြည့်တော့ကျွန်တော်အနေနဲ့ပေါ်ရနေတယ်ထဲမှာတော့ကျွန်တော်မပါဘူးလို့ကျွန်တော်ကိုကျွန်တော်တို့ထင်တယ်ဘယ်လိုမျိုးဖြစ်သွားလဲအဲ့တော့ဖြစ်စဉ်ကတော့ရှင်းရှင်းလေးပဲဗျဖြစ်စဉ်ကတော့ Gmail ကျွန်တော်နှစ်ခုတောင်ပါသွားတာပေါ့ကျွန်တော်ပြီးခဲ့တဲ့ app ကဖြစ်တယ်ကျွန်တော်ဖြစ်ဖြစ်ချင်းမှာတော့ကျွန်တော်အဲဒီ like တယ်ပေါ့နော် like တယ်ဒါပေမဲ့ဟိုပြန်ရပြန်ရတဲ့အဆင့်ကဒီနေ့မှဒီနေ့မှကိုပြန်ရတာပေါ့နော် ဒါနဲ့မှကျွန်တော်900လောက်တော့ကြာသွားပါတယ်ပေါ့နော်တကယ်တမ်းကကျွန်တော်အဲ့ဒီကျွန်တော်ရဲ့မှာ Gmail ကို तू ਆ တိနေတဲ့အနေထားမှာရှိရပေါ့နော်ကျွန်တော် Gmail address ကိုဖြစ်မယ် address ကိုတိနေရင်ဖြစ်မယ်ဒါပေမဲ့ညာကျွန်တော်တို့အိတ်ခံနေညာပေါ့နော်ကျွန်တော်နှစ်နာရီတိုးကြီးမှာကျွန်တော်လည်းအိတ်နေရမသိတော့အဲ့နှစ်နာရီတိုးကြီးပေါ့တိုးကြီးမှာဒီဘက်ကိုလုံးဝ login attempt နေပေါ့နော်ဟိုဘက်က login ဝင်ဖို့စူးစမ်းနေရတယ်ချက်ချင်းဒီဘက်မှာ mail တွေဝင်နေတယ်ကျွန်တော်ဒီမှာ Android phone Samsung phone မှာဝင်ထားတော့ကျတော့ Samsung မှာ तू ਆ အဲ့တော့အဲ့ဒီ activity တွေကကြာတော့ကျွန်တော်ကဒီမှာဟိုဘက်ကရသွားတော့လဲပဲပေါ့နော်သူရဲ့မှာ activity တွေတချို့ activity တွေကဒီထွက်သွားပြီးရနောက်ပိုင်း activity တာကမသိရတော့ပေါ့နော်ဒီရှေ့ကဂျီမေးဝင်လာတဲ့ဟာလည်းကျွန်တော်ပြန်ကြည့်လို့ရရနေရပေါ့နော်အဲ့တော့အဲ့ဒီထဲမှာကျွန်တော် login ဝင်ပြီးသားဖြစ်နေတော့ပြန်ကြည့်လိုက်တဲ့အခါမှာသူကညာ2နာရီတိုးကြီးမှာသူဒီအဲ့ဘက်ကနေပြီး login app နဲ့ချက်ချင်းဝင်လိုက်ဝင်နေဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ရဲ့မှာဒီကျွန်တော် YouTube channel ဂျီမေးကိုညညပိုင်းပေါ့နော်2နာရီလောက်မှာသူကစပြီးတော့ဝင်နေဘုံဘို့စူးစမ်းရတယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်အနေနဲ့အဲ့ဒီဂျီမေးတွေကပြပြောရမယ်ဆိုကျွန်တော် two step တွေလည်းခံထားတယ်အကုန်လုံးလုတ်ထားတယ်ပြ security ဘိုင်းရ Google က recommend ပေးထားသမျှသူတို့ check လုပ်လို့ရသမျှဟာတယ်အကုန်လုံးလုတ်ထားတယ်ပြ recover phone number တွေထည့်ထားတယ်ဒါပေမဲ့ဒါပေမဲ့ဟိုချက်ချင်းကြီးကိုဝင်လို့ရသွားတယ်ဗျအဲ့ဘက်ကနေဒီဘက်ကဘာမှတောင်းကျင်းတော့မရှိဘဲနဲ့ချက်ချင်းဝင်လို့ရသွားတယ်ဒါပေမဲ့အဲ့ညနေနေတိုင်းမှာကျွန်တော်ဒီဘက်ကို Gmail တွေပို့နေတယ်ပေါ့နော်ကျွန်တော် recover ခံထားတဲ့ Gmail တွေဆိုတော့အဲလုံးဝ Gmail တွေဝင်နေရဆိုပေမဲ့ကျွန်တော်ဘက်က ကျွန်တော်မသိနေဘူးပေါ့เนาะကျွန်တော်ညာကြီးဆိုတော့အိပ်ပျော်နေပဲမသိတော့အဲ့ဆိုတော့နောက်တစ်နေ့မနေ့မှာကျွန်တော်အဲ့ဒီဂျီမီကိုကျွန်တော်လုံးဝစသတိမထားမိနေသေးဘူးပေါ့เนาะကျွန်တော်ဒီဘက်ကကျွန်တော်တကယ်ကြီးပြောကြမှာပဲကျွန်တော်သိရအဲ့ခါကျမှဟိုဂျီမီက login ပြန်တောင်းနေ login ဝင်တဲ့အခါမှာလုံးဝသူ့ဘက်ကကုန်ပြောင်းသွားပြီဆိုတော့သူ့ဘာကြီးကုန်ပြောင်းသွားလဲဆိုပထမအဆုံးကျွန်တော်တို့ဒီမှာအဲသူက password ချိန်ပါတယ်ဗျ password ချိန်ပြီးတော့ recover phone number တွေအကုန်ပြောင်းသွားတယ်ပုံမှန်အမျိုး recover phone number တွေပါပြောင်းဖို့ ဒီ email ပါညာ password ပါ change ဖို့ဆိုရင်ပြန်ပြီးကျွန်တော်တို့ရ rocker ပါတင်ထားတဲ့ဖုန်းနံပါတ်ကို email ပြန်ချရတယ်ဗျာအဲ့လိုမျိုးရှိရပါတော့အဲ့ဒီစင်နေအကုန်လုံးသူကြော်သွားတယ်ပေါ့နော် ကျွန်တော် rocker ပါဖုန်းနံပါတ်ကျွန်တော်ထည့်ထားတဲ့ဖုန်းနံပါတ်လေးအကုန်လုံး delete လုပ်သွားတယ်ပြီးတော့ဒီအဲပြီးတော့ပေါ့နော်ကျွန်တော်ဒီမှာ two step ခံထားတဲ့ code တွေအကုန်လုံးလည်း delete လုပ်သွားတယ် remove လုပ်သွားတယ်ပေါ့နော်ပြီးတော့ rocker ပါဖုန်းနံပါတ် rocker ပါ email အကုန်လုံး delete လုပ်သွားတယ်ပြီးတော့သူ့ရဲ့မှ email တွေ gmail တွေအကုန်လုံးအသစ်ထည့်သွားတယ်ထည့်သွားတဲ့ gmail တွေအကုန်လုံးကလည်းကျွန်တော်တို့ ဒီပြန်ရတဲ့အချိန်မှာပြန်ကြည့်တဲ့အခါမှာသူတို့တော့တာမန် gmail@gmail.com မဟုတ်ပဲနဲ့သူတို့အဲကျွန်တော်တို့ဒီမှာပေါ့နော်ဆာဗာဆာဗာနဲ့ပေါ့နော် web server mail တွေဖြစ်နေရတယ်ပေါ့နော်တခြားဆာဗာ mail တွေဖြစ်နေတယ်ဟိုနောက်ကြတော့ကျွန်တော်ဒီ location အဖြစ်ကြည့်မယ်ဆိုရင်လည်းအာကျွန်တော်တွေ့တာကတော့ location ကတော့သူတို့ VPN တွေရဲ့ခံပြီးသုံးတာလားတော့မသိဘူးဆိုရင်မဲ့၃ခုလောက်တော့ပေါ်နေရပေါ့နော်ပထမတစ်ခုကတော့ Pakistan ဘက်ကိုပေါ်ဒုတိယတစ်ခုကကြတော့ကျွန်တော်ဒီမှာဟိုဒီ Thailand ပေါ့နော် Thailand ဘက်ကိုပေါ်တယ်တတိယကကြတော့ Netherlands location တွေပေါ့နော် အဲ့လိုမျိုးတရားတော့ကျွန်တော်နားတော့ VPN နေခံပြီးသူ try နေပုံစံမျိုးဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးရသွားတယ်ဒါကမစင်ပြရသွားတဲ့ပုံစံဘာမှကိုကျွန်တော်ဘက်ကအမှားလုပ်ခြင်းမရှိဘဲနဲ့ကိုပဲသူဘက်ကချက်ချင်းကိုရသွားတယ်ဗျ login ဝင်လို့ရသွားတယ်ဒါကကျွန်တော်အဲ့ကျွန်တော်မှာ juju channel မေးတခုအဲ့နေညမှာဖြစ်တာဒါပေမဲ့နောက်တစ်နေ့မနေ့ကျွန်တော်မနိုးခင်မှာပဲမနေ့6နာရီတော်ကြီးမှာပဲနောက်တော့ကျွန်တော်ရဲ့မှာ gmail တခု ထပ်ပြီးတော့အဲ့ဒီအဲ့တိုင်းပဲပါသွားတယ် အဲ့တိုင်းပဲ login ဝင်သွားတယ်အကုန်လုံး remove တွေလုပ်သွားတယ်သူပဲသူသူပဲပေါ့နော်ကျွန်တော်ဖုန်းထဲရပဲဖြစ်နေရတာဘာဖြစ်နေလဲဆိုလို့ကျွန်တော် live စစ်ကြည့်ရယ်အစစ်ကြည့်တဲ့အခါမှာကျွန်တော်ဒီတခြားကျွန်တော် team member တွေလည်းပဲထပ်ပြီးတော့လူပေးမိလားအကုန် live ကြည့်ရယ်ပေါ့နော်လုံးဝမဖြစ်မိဘူးကျွန်တော်ထင်တာကတော့ကျွန်တော်ဒီမှာပြန်ပြီးတော့ကြားတာကတော့ကျွန်တော်ဒီ browser cookie တွေအဲ့လိုမျိုး cache တွေကနေပြီးတော့ပါဝါရပုံစံမျိုးဖြစ်နေရယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာအကုန်လုံး internet သုံးတဲ့အခါမှာ ဲ့လိုမျိုးဒီ browser တွေ extension လောတဲ့ extension တွေဘာတွေဆိုရင်တိတ်မတုံးကြဖို့ပေါ့နော်ဖြစ်နိုင်ကိုလို့ကျွန်တော် chrome browser ပါညာမှာဆိုရင်လည်းကျွန်တော်ဒီမှာ cookie တွေဘာတွေရှိရပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုလည်းဖြစ်နိုင်ရှင်းထုတ်လို့ရရင်ရှင်းထုတ်ပါလိုက်ဗျာမလွတ်တဲ့ဟာတွေဆိုတိတ် accept လုပ်မပေးနဲ့ပေါ့နော် process ကတော့အဲ့ဒါလေးပဲ process ကတော့အဲ့ဒါလေးပဲကျွန်တော်တို့ဒီ narrowing ကိုကျွန်တော် gmail နှစ်ခုပါပါ gmail နှစ်ခုပါပါရဲဆိုတာ လုံးဝမဖြစ်မဖြစ်မဖြစ်နိုင်ဘူးမဖြစ်ဖြစ်တဲ့နေဟာကြီးပဲပြောမယ်ဆိုရင်ဒီဘက်က upload လုပ်ပေးခြင်းမရှိဘူးသူစတိုက်လည်းခံထားရတဲ့အတိုင်းကိုပြင်ပသွားတယ်ကန်ဆိုးကျွန်တော် IG media တခုကကျွန်တော်ရဲ့မှာ YouTube channel နဲ့ချိန်ထားတာကျွန်တော် YouTube channel ကို IG media နဲ့ run နေရပါတော့အဲ့တော့ကျွန်တော် YouTube channel ပါကျွန်တော်ကလုံးဝ control လုပ်လို့မရတော့ဘူးကျွန်တော်အဲ login နဲ့ဝင်လို့မရတော့ဘူးသုံးလို့မရတော့ဘူးဖြစ်သွားတယ်ပေါ့နော်ထပ်ပြီးတော့ပြောမယ်ဆိုရင် idea gmail တခုကဆိုရင်ကျွန်တော်ကဒီ ban information တွေပါလို့ဆိုရင်ပြကျွန်တော်ဒီ အာဘန်ဘန်ဒီဘိုင်းကဘန်ကောင်းဖောက်ပြီဆိုရင်အီဂျီမီတောင်းတဲ့ခါကျတော့အဂျီမီတောင်းထားတာရှိရပေါ့နော်အဲ့ဆိုတော့အဲ့ဒါတွေကတော့တော်တော်လေးစိုးတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ငွေလဲစလစ်တွေပါတယ်ဆိုရင်အဲ့ဒီဟိုဂျီမီကိုလည်းပြန်ပြီးတော့အီမေးလ်လမ်းပွားတွေဘန်ဘက်ကလမ်းပွားတွေရှိရပေါ့နော်အဲ့ဆိုတော့ transition number တွေပါတယ်ဆိုရင်အဲ့ဘက်မှာသွားပေါ်တတ်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီခုတော့ကျွန်တော်ကျွန်တော်စိုးရင်ရတယ်ပေါ့နော်အဂျီမီကလိုက်နေရပေါ့နော် ပရိုဆက်ကတော့ဒါပဲဗျာပရိုဆက်ကတော့ဒါပဲဆိုတော့အဲကျွန်တော်လိုတော့ဒီလိုမျိုးနီးပညာဘက်ကိုလိုက်လေ့လာနေတယ်ပြီးတော့ဟိုကိုယ့်ရဲ့ YouTube channel ဆိုတော့တာမန်ထက်ပို့ပြီးတော့သုံးတဲ့ Gmail တောင်အဲ့လိုဖြစ်တယ်ဆိုတော့ပေါ့နော်တာမန်တွေအနေနဲ့ဆိုရင်လည်းဒါမဲ့ဆိုရင်တော့လုံခြုံမှုကတော့ဟိုဟို100%တော့အမခံလို့မရဘူးဒါပေမဲ့လည်းကျွန်တော်ကြည်သူ့အနေနဲ့ဘာဖြစ်လို့ရွေးချက်ရှိရှိလောက်တာလဲရွေးချက်ရှိရှိလောက်တာလားဒါမှမဟုတ်လည်းအကုန်လုံးကိုလုတ်ပြီးတော့လဲပါပါသွားလာတော့ကျွန်တော်မသိဘူး အဲဒါပေမဲ့တခုသတိထားမိတာပါလဲဆိုတော့သူကျွန်တော်ရဲ့ Gmail တွေကရသွားတယ်ကျွန်တော်ရဲ့မှာ Gmail နဲ့ဆက်ဆက်သမျှ Facebook တို့ YouTube တို့ဘာမှသူသွားမထိတာဘူးတချို့ဆိုရင်အဲ့လိုမျိုး hack လုပ်သွားပြီဆိုရင် Gmail hack လုပ်သွားတယ်ဆိုရင်တော့မှအဲ့လိုမျိုးကိုယ့်ရဲ့ YouTube channel တွေကိုသူ name တွေကောက်ချိန်ပြီးတော့သူတို့တင်ကြရပြီးရောက်တင်တာမျိုးတွေလုပ်တယ် Facebook page တွေပါဝင်တယ် Facebook တွေမှာသူတို့တင်ကြရတင်တယ် name တွေကောက်ချိန်သွားပြီးတော့လောက်တာမျိုးတွေရှိရပါတော့ဒါပေမဲ့ hack က ဂျီမေးပဲယူပါတယ်ကျန်တာဘာမှလုံးမနေဘူးဒါမှမဟုတ်လေဂျီမေးကဒါတွေချိန်ထားတာ तू မသိလို့လားအဲ့ဒါမျိုးတော့ကျွန်တော်စဉ်းစားမိရေပေါ့နော်ဆိုတော့ကျွန်တော်တော့ကျွန်တော် YouTube channel လိုချင်တာတော့လွတ်တာတော့မဟုတ်တော့ဘူးဒီဂျီမေးကိုပဲတိတန့်သူတို့ယူတဲ့ပုံစံမျိုးဖြစ်နေရေပေါ့နော်အဲအဲ့ဆိုပုံစံကတော့အဲ့လိုလေးဖြစ်သွားတယ်ဒါပြီးခဲ့တဲ့ဘက်ကကျွန်တော် YouTube ကျွန်တော် YouTube ကျွန်တော်ဒီ Facebook မှာတော့ကျွန်တော် post တင်ထားရေပေါ့နော်အဲ့လိုကျွန်တော် channel hack ခံထိသွားတယ်ဆိုပြီးတင်ထားတယ်ခဲ့လား channel hack ခံထိတာမဟုတ်ဘူးလေဂျီမေး hack ခံထိသွားတာဂျီမေးနှစ်ကောင်းတော့ပါသွားတာတကယ်တမ်းအဲ့ဆိုတော့ ။ဒါဆိုတော့လန့်သွားတယ်ဗျာ။ဘာမှလည်းအပူလုတ်ခြင်းမရှိဘဲနဲ့အဲ့ဘက်က login ချက်ချင်းဝင်လို့ရသွားတယ်ဆိုတော့ပေါ့နော်။ Okay so ဒါ process လေးတခု။အဲ့ဆိုကျွန်တော် channel ကိုကျွန်တော်ဘယ်လိုမျိုးပြန်လိုက်လို့ရသွားလဲပေါ့။ပြန်လိုက်လို့ရသွားလဲဆိုတော့အဲ့ဆိုကျွန်တော်အဲ့နေ့မမနက်ကလေးတည်ခြင်းပဲပေါ့နော်ကျွန်တော်မှာအကောင်လုံးပြန်ပြီး login တွေဝင်ကြည့်တယ်လုံးဝမမြင်ရတော့ password လည်းချိန်နေရင် password အကောင့်တွေထည့်ကြည့်လုံးဝမမြင်ရတော့အဲ့ဆို router account number ထည့်ကြည့်လုံးဝမမြင်ရအောင်အကောင်လုံးကသူ့ဟာတွေအကုန်ဖြစ်သွားပြီကျွန်တော်ဘက်ကဘာမှလုံးဝလုံးဝကိုလုံးလုံးမမြင်ရတော့အခြေအနေကရှင်းမင်းနှစ်ကောင်လုံးပဲအတူတူပဲ အဲ့ဆိုကျွန်တော်ပထမအဆုံးဘာလုပ်ရလဲဆိုတော့ကျွန်တော်ဒီ Google အဲ support team ကိုကျွန်တော်ဆက်သွယ်ဖို့လုပ်ရတယ်ပေါ့နော်အဲ့မဲ့အဲ့လိုခါမှာအကုန်လုံးမတိဘူးဆိုရင်ပေါ့နော်အဲ့မှာ recover မှာ gmail ဆိုပြီးတော့ recover gmail ဆိုပြီးတော့ဗျာအဲ့မဲ့ကျွန်တော်ဒီ chrome မှာရိုက်ရှာတယ်အဲ့အဲ့ရိုက်တဲ့အခါမှာအဲ့လိုသူတို့ web page တွေတက်လာတတ်တယ်အဲ့ web page မှာသွားကြည့်မယ်ဆိုရင် fountain တို့ link တွေပါတယ်ရှိရယ်ပေါ့နော် fountain တို့ရရဲ့ link တွေအဲ့ link မှာသွားပြီးတော့အဲ့သွားပြီးတော့ကို fountain ထားလို့လည်းရတယ်အဲ့ပထမတစ်ချက်ပေါ့နော်အဲ့ပြီးရင် तू ကပြန်ပြီးကြာတယ်ဒါပေမဲ့အဲ့ဒါလုံးဝတကြီးတော့ မထိရဘူးအဲ့ဆိုတော့ဂျီမင်းကတော့လိုက်ရတာဆိုတော့နည်းနည်းတော့ဟိုကျွန်တော်ကျွန်တော်ပြောမယ်ဆိုကျွန်တော်နှစ်ခုဖြစ်သွားတဲ့နေရာမှာကျွန်တော်ကဒီ YouTube channel နဲ့ချိန်ထားတဲ့ဂျီမင်းကိုကျွန်တော်ပြန်အရင်လိုက်တယ်ပေါ့နော်ဂျီ channel ချိန်ထားတဲ့ဂျီမင်းကိုတော့အဲလိုက်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 ထားတယ်ဒါပေမဲ့အသေးစစ်မပြေဘူးပေါ့နော်အဲ့တော့အဲ့နေရာမှာကျွန်တော် YouTube channel ချိန်ထားတဲ့ဂျီမင်းကဘယ်လိုလိုက်လို့ရသွားလဲဆိုတော့ကျွန်တော်က Twitter ကိုတုံးပြီးတော့လိုက်လို့ရသွားတာအဓိကကျွန်တော်ဒီမှာဟက်ကန်ထိသွားပြီးပါသွားပြီဆိုကြတဲ့ကျွန်တော်ကအရင်ဆုံး Twitter မှာ Twitter ဆို X ပေါ့နော်ကျွန်တော်ခု X ပေါ့ X မှာသွားပြီး post တင်ရတယ်။ကိုယ်ဘလိုဖြစ်ဖြစ် post တင်ရတယ်။ကျွန်တော်ဆိုရင်အဲ့ဒီချက်ချင်းပဲကျွန်တော်ပုံမှန်ဆိုရင်အဲ့ကျွန်တော်၃လေးသုံးတာမရှိဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်အဲ့ဒီမှာ account ရင်းတော့သုံးတယ်ဗျာ။အဲ့ဒီ account ပြန်ပြီး login နေဝင်ပြီးကျွန်တော်ပြန်ပြီးတော့ post တင်လိုက်တယ်။ post တင်ဘလိုတင်လဲဆိုတော့အဲ့လိုမျိုးပဲ။အဲကျွန်တော် channel hack ခံထိသွားတယ်။ပြီးရင် channel link ထည့်ရတယ်။အဲအဲ့မှာပေါ့စာလေးတော့ရေးလိုက်ရတယ်ပေါ့နော်။စာတစ်ပိုက်တူတူလေးပါပဲ၅ချောင်းလောက်ပဲရှိရဗျာ။အဲ hello juju ပေါ့နော်ကျွန်တော်ဒီမှာ အဲ channel က hack and ထိသွားတယ်ဆိုရဲအကြောင်းပြီးရင်ဘယ်နေ့ဘယ်နေ့ထိသွားတယ်ပြီးရင်အဲကျွန်တော်တို့ control လုပ်လို့မရတော့ပါဘူးကျွန်တော်ကူညီပေးပါပါเนาะအပ်ပြီးရင်ကျွန်တော်တို့ကျွန်တော် YouTube channel link ကိုထည့်တယ်ပြီးရင်အဲ့ဒီအောက်မှာ mention တွေ like ခေါ်ရတယ်ပေါ့เนาะ mention တွေမှာကျွန်တော် ting youtube ဆိုတဲ့ youtube ting ကိုခေါ်တယ် youtube နဲ့ပတ်သက်တဲ့များကျွန်တော်အကုန်လုံး like ခေါ်လိုက်တယ်၅ခုလောက်ထည့်လိုက်တယ်ပြီးရင်ပထမတင်လိုက်တဲ့အခါမျိုးမှာတော့သူတို့ဘက်ကဟို data မှာလာပြီးတော့ response လို့တာမျိုးမရှိဘူးဒါပေမဲ့ကျွန်တော်၃ခါမြောက်ကျွန်တော်တင်လိုက်တဲ့အခါမှာကျွန်တော်ရဲ့မှာ comment မှာလာပြီးတော့ တယ်သူတို့ YouTube ကလာပြီးတော့ comment ဝင်ရေးတယ်အဲ့လိုမျိုးပေါ့နော်အဲသူတို့ပြန်ဆက်ဆက်သွယ်လာမယ်ပေါ့နော်အဲအချို့သောအချက်လက်တွေကိုသူရဲ့ message မှာလာပြီးပို့ပေးပါဆိုပြီးပြောတယ်အဲ့ခါမှာကျွန်တော်ကကျွန်တော်ဖြစ်တဲ့အကြောင်းအရာကိုကျွန်တော်သူတို့ message လာပို့တဲ့အခါမှာကျွန်တော်သူပြပြတယ်ကျွန်တော်အဲ့လိုအဲ့လိုဖြစ်သွားတယ်ဖြစ်သွားတဲ့အခါမျိုးမှာသူတို့ကကျွန်တော်ကိုဒီ Gmail တောင်းတယ်ပေါ့နော် Gmail တောင်းတယ် Gmail ပေးလိုက်တယ်ပေးသွားတဲ့အခါမှာအဲသူတို့ဘက်က confirm ဖြစ်တယ်ပေါ့ဟုတ်တယ်ပေါ့သူတို့စိတ်မကောင်းဘူးပေါ့နော်အကြောင်းမလို့အဲကျွန်တော်တို့ကိုအဲ ဟို Google Form တစ်ခုကိုပေါ့နော် Google Form ဆိုရတဲ့အဲ့လို Form တစ်ခုကိုဗျာကျွန်တော်တို့ accept ပေးလိုက်တယ်ဟိုတို့ကပေါ့နော်ဒီပုံမှန်အဖြစ်ကျွန်တော်အဲ့ link နေတို့ကတို့တို့မှာ special link နေဖြစ်ရဗျာအဲ့ link နေကိုကျွန်တော်တို့ဟို Microsoft Chrome မှာဆိုတချာလုပ်မရအောင်အဲ့ဒါတွေကိုကျွန်တော်တို့ကကျွန်တော်တို့ Gmail ကိုသူက accept ပေးမှာပဲအဲ့ form အဲ့ link နေဝင်လို့ရတာဗျာအဲ့မှာကျွန်တော်တို့ဒီမှာ recover link တစ်ခုကို special recover link တစ်ခုကိုကျွန်တော်ချပေးရအဲ့ချပေးတဲ့အခါမှာကျွန်တော်အဲ့ special recover link ကိုကျွန်တော်တို့မေးရတဲ့ပုံဖြည့်လိုက်တယ်ပေါ့နော်အဓိကအဖြစ်တော့ကျွန်တော်တို့ရဲ့ channel ကို ဖြီမေးတွေမေးတယ်ပြီးရင်ဖြစ်ဖြစ်ဖြစ်တဲ့နေ့တွေမေးတယ်ပြီးရင်ကျွန်တော်တို့အဲဘယ်လိုမျိုးဖြစ်ခဲ့လဲပေါ့နော်အစားဆုံးလေးကျွန်တော်ပြန်ရှင်းပြလိုက်တယ်အဲပြီးရင်ကျွန်တော်တို့ကအဲ့ channel မှာဘယ်လိုမျိုး activity တွေဖြစ်နေလဲပေါ့နော်အဲ့လိုတင်နေရရှိလား तू ကပြောင်းနာမည်ချင်းသွားတာရှိလားပေါ့အဲ့လိုမေးတယ်ပေါ့နော်အဲကျွန်တော်တို့ရှိရဆိုလည်းရှိရအောင်မရှိဆိုလည်းမရှိဘူးကျွန်တော်ကြတာမရှိဘူးပေါ့နော်အဲ့လိုဖြေလိုက်တယ်ပြီးတော့ထပ်မိတာဗာလဲဆိုတော့ channel link နဲ့ channel ID ကိုမေးတယ်အဲ့မှာဖြစ်ချင်တော့ပေါ့နော် channel link ကတော့ကျွန်တော်တို့က YouTube channel မှာကိုယ် YouTube ကြီးရှိနေသေးတယ် channel ကြီးရှိနေသေးတယ်ကျွန်တော်သွားယူလို့ရတယ်ဆိုရင် channel ID ကယူလို့တိတ်ဆင်မပြေဘူး channel ID ကဘယ်လိုမျိုးကြမှာဆင်ပြေလဲဆိုရင်တော် YouTube channel ID တရားပြကျွန်တော်တို့ရဲ့မှာဟို YouTube YouTube လုပ်နေတဲ့သူတွေဆိုသိလိမ့်မယ်ကျွန်တော်တို့ YouTube ကိုယ့်ရဲ့မှာ YouTube channel ကိုကို view my channel ဆိုတာနှိပ်လိုက်ခံမှာပဲကျွန်တော်တို့ရဲ့မှာဟို YouTube ထိပ်မှာ link URL ကပေါ့နော်အဲ့ဒီမှာ ID နဲ့ပေါ်တာ အဲဘယ်လိုပြောလို့ရမလဲဟိုနောက်တစ်ခုကဗျာကျွန်တော်ပြောချင်တာကဗျာအဲ့ YouTube channel ကိုကျွန်တော်တို့ကိုကိုရိုင်းသုံးနေမှာပဲအဲ့ YouTube ID ကကြည့်လို့ရတာပေါ့နော်ပြောချင်တာအခုလိုမျိုးကျွန်တော် hack and tea သွားလို့ကျွန်တော် channel ကိုကျွန်တော် ID ကဘာလဲဆိုတော့ကြည့်လို့မရတော့ဘူးပေါ့နော်ကိုကိုရိုင်းလက်ရှိလက်ရှိကျွန်တော်လက်ရှိ channel ကို login ဝင်လို့ရနေကြတယ်မှာကျွန်တော် setting ထဲမှာသွားကြည့်လို့ရတာပေါ့နော်အဲ့ဒီ ID ကကျွန်တော်ကျွန်တော်မသိတော့ဘူးကျွန်တော်မသိလုံးဝမသိအဲ့ channel ID ကျွန်တော်မသိဘူးအဲ့ဖြစ်ချင်တော့ကျွန်တော်ကကျွန်တော်အဲ့ channel ကိုကျွန်တော်က ဒီ modernization ရှောက်တော့ကကျွန်တော်က second recording ဖမ်းခဲ့တာရှိတယ်။အဲ second recording ဖမ်းခဲ့တဲ့ view လေးကိုအမှတ်ရတော့ကြည့်လိုက်တဲ့အခါမှာအဲ့ setting နဲ့ဝင်ပြီးတော့ကျွန်တော်ကအဲ့အဲ့ setting နဲ့ဝင်ခဲ့တဲ့နေရာလေးရှိတယ်ပေါ့နော်အဲ့ second recording နဲ့မှာအဲ့ setting နဲ့ဝင်ခဲ့အဲ့ကြမှာကျွန်တော် idea အဲ့ဒါလေးပါလားဆိုတော့ကျွန်တော်က second recording နဲ့ပြန်ကြည့်လို့ကျွန်တော်တွေ့လာအဲ့အဲ့ ID လေးကျွန်တော်ကောက်ထည့်လိုက်တယ်အဲ့တော့အဲ့ညမှာတည်ထားပါအကုန်လုံးပေါ့နော်ကျွန်တော် YouTube channel ကိုရဲ့ channel ID ကိုအကုန်လုံးမှတ်ထားဖို့လိုအပ်တယ် အဲ့တော့ YouTube လုပ်နေတဲ့သူတွေ channel ID မရှိတော့ဆိုရင်အဲ channel ID ကြီးနေရှာကြည့်ပြီးရင်အဲအဲ့ channel ID ကို copy ကူးပြီးတော့စာအုပ်ထဲပဲပဲပဲနှုတ်ထဲပဲပဲမှတ်ထားပြီနော်အပြန်ပြီးရလိုက်တဲ့ခါကျတော့အဲ့ channel ID တောင်းတယ် channel ID က unique ဖြစ်တယ်အဲတခြားသူတွေအပြန်အလှန်တွေကကြည့်လို့မရအောင်အဲ့တခုရှိရပေါ့နော်အဲ့ဆိုအဲ့ channel ID လေးအကုန်လုံးမှတ်ထားပြီကျွန်တော်က screen recording နဲ့ကျွန်တော်အဆင်ပြေသွားတယ်ပေါ့နော်အဲ့ဆိုကျွန်တော်ထည့်လိုက်တယ်ထည့်လိုက်ပြီးရဲ့အခါမျိုးမှာအဆင်ပြေရဲ့ပေါ့နော်သူတို့ reply ပြန်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ reply ပြန်တဲ့အခါမှာသူက confirm ဖြစ်တယ်ပေါ့နော်ဟုတ်တယ်မှန်တယ်ဆိုတော့တည်ကြတော့ခါကျွန်တော်ကိုဒီမှာ password အစ်စ် create လုပ်တဲ့ link လေးထပ်ပေးလာတယ်အဲ password အစ်စ် create လုပ်တဲ့ link မှာကျွန်တော်ကအဲ password အစ်စ်ပြောင်းပေးလိုက်တယ်ပေါ့နော်ပြီးတော့သူသူ့ဘက်ကနေပြီးတော့အဲ့ဒီ gmail ကျွန်တော်ရဲ့ gmail ရဲ့မှာသူတို့ two step တွေအကုန်လုံးသူဒီ hacker လုပ်ထားတဲ့ two step တွေအကုန်လုံး recover phone တွေအကုန်လုံးဖြတ်ပလိုက်တယ်ပြီးတော့ကျွန်တော်ရဲ့ကျွန်တော်ကဝင်လို့ကြာသွားတယ်ပေါ့နော်အဲ့ဆိုအဲ့ကြမှာကျွန်တော်ရဲ့ gmail ပြင်ရတာပေါ့နော် okay အဲ့ဆိုတော့ ယူကျွနဲ့ချိတ်ထားတဲ့ဂျီမေးရတော့အဲ့လိုမျိုးလိုက်လို့ရတယ်။ဒါပေမဲ့ယူကျွနဲ့ချိတ်မထားတဲ့ကျွန်တော်ရဲ့မှာခုနကတည်းကဂျီမေးတစ်ခုကကျတော့အဲ့လိုလည်းလိုမရလေဗျ။အဲ့အဲ့ဒါတော့ခုလက်ရှိထိတော့ကျွန်တော်အဲဂျီမေးရောကာဘာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကျွန်တော်ကျွန်တော်လည်းမတက်နိုင်တာဖြစ်တဲ့လို့ဆာဖစ်တော့ကျွန်တော်အထားတယ်။သူတို့လည်း try နေရတယ်။ဒါပေမဲ့တိတ်အဆင်မပြေလို့တော့ပြောနေရပေါ့နော်။အဲဒါပေမဲ့ဘယ်လိုလမ်းမလဲတော့ကျွန်တော်လည်းတရားမသိဘူး။အဲကျွန်တော်သိတာကတော့ယူကျွနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့လို try လိုက်တယ်။အဲဆိုတော့ယူကျွနဲ့ပတ်သက်ပြီးတော့ဖြစ်လာမယ့် ဘယ်လိုဟက်ကန်ထိရမျိုးပါပါမျိုးဆိုရင်ကျွန်တော်တို့တို့မျိုးလုပ်ကြည့်လို့ရတယ်ပေါ့နော်အဲဆိုပထမဆုံးစဉ်းစားကတော့ကျွန်တော် Twitter မှာသွားပြီးတော့အဲ့လို post တင်ပြီးလာပြီးတို့လာအကြောင်းကျမ်းပြန်လိုက်မယ်ပေါ့နော် Twitter မှာတင်တဲ့အခါမှာ mention ခေါ်ရမယ်ပေါ့နော် YouTube နဲ့ပတ်သက်တဲ့ YouTube team နဲ့ပတ်သက် mention တွေခေါ်ခေါ်လာပြီးတော့ပြောလိုက်မယ်ပြောတဲ့အခါမှာ information တွေပေးရုံပဲကိုယ့်ဘက်ကမှန်နေကုန်ရရပေါ့နော်အဲ့ဒါမှတိထားမှာတော့ကျွန်တော် Gmail password တွေပါညာတော့ကျွန်တော်တို့မှတ်ထားဗျာမဟုတ်ရင်တို့ mail တဲ့အခါမှတိတိုင်ပတ်မယ်ပေါ့နော်အခုကျတော့ကျွန်တော် YouTube channel နဲ့ပတ်သက်တဲ့ channel ID နောက်တစ်ခုကတို့မေးတာတစ်ခုရှိတယ်ဗါလဲဆို SN Google SN ကိုမေးတယ်ပေါ့နော် မင်းက YouTube channel ပပဟိုပါရနာလားပေါ့နော် modernization အောင်ပြီးသားလား YouTube ပါရနာ program မှာမင်းတို့ပါလားပေါ့ကျွန်တော်ကပါတယ်ပါတယ်ဆိုတော့ yes ပေါ့နော်အဆိုမင်း SN နဲ့လည်းမချိတ်ထားလားပေါ့ချိတ်ထားတယ်ပေါ့ SN ချိတ်ထားတယ်ဆိုတော့မင်း SN account ပါလဲပေါ့မေးတယ်ပေါ့နော်အကုန်လုံးဖြည့်အမှန်အောင်ဖြည့်ရတယ်ပေါ့နော်အဲ့ဆိုအကုန်လုံးမှန်သွားတဲ့အခါမှာကျွန်တော်ကို password အစ်စ်လုပ်တဲ့ link ကိုချပေးလာတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်ချိန်ပြီးပြင်ရသွားတာပါဆိုတော့ process ကတော့ဒါပဲပေါ့နော်ပြီးခဲ့တဲ့ဒီဘက်လုံးတော့ကျွန်တော် channel လေး hack ခံထိသွားတယ်ပေါ့နော်ဒါပေမဲ့ အဲကျူးကျူးမှာတော့တီးလိုက်ဘူးပေါ့နော်ကျွန်တော် Facebook မှာတော့တင်ထားတာရှိတယ်ပေါ့နော်โอเคပါအဲ့ဆိုကျွန်တော် channel ပြန်ရတဲ့ပုံစံအဲ့လိုလေးပါဆိုတော့ဟိုဟက်ကန်ထိလိုက်တဲ့အကြောင်းရင်းကလည်းဘာမှမသိပါဘူးအဲဖြစ်နိုင်တာကတော့ကျွန်တော်ရဲ့ browser cookie တွေကနေပါသွားလို့ဖြစ်နေပါပဲပေါ့နော်တခြားကျွန်တော် activity တွေဘာမှမရှိဘူးဗျာဘာမှကျွန်တော် software download ဆိုတာလည်းမရှိဘဲနဲ့ကိုတူတူ auto ကြီးကိုဝင်သွားတာအဲ့ဒါရဲ့နေတော့လန့်ပြာကောင်းနေပေါ့နော်အဲအဲ့လိုဆိုတော့ကျွန်တော်ရဲ့မှာ password တွေကိုပဲတည်နေတဲ့လူတယောက်မျိုးရှိနေရလားဆိုတာဆိုပြန်ကြတော့လေဘယ်သူမှမရှိနေပြန်ဘူးပေါ့နော်โอเคပါ ဆိုတော့အားလုံးပဲဒါတွေကတော့ကျွန်တော်ကြုံတွေ့လိုက်ရတယ် YouTube နဲ့ပတ်သက်ပြီးတော့အဲဒီ channel နဲ့ hack ခံထိလိုက်ရတဲ့အကြောင်းလေးပေါ့နော်ကျွန်တော်အခု6နှစ်ကျော်တော့စကူကလေးရဆိုရင်ဗျာဒီမှာ20နှစ်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 5ပေါ့နော်6နှစ်ရှိပြီ6နှစ်ထဲမှာဒါပထမဆုံးသော channel hack ခံထိရင်းဖြစ်ပါတယ်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်လာပြီးတော့ပြောခြင်းဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့အဲတကယ်လို့ပြန်ဖြစ်ခဲ့ပြီဆိုရင်လည်းဒီလို timing လောက်ကြည့်ကြပါဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လာပြပြပြတာဖြစ်ပါတယ်အခုတော့ကျွန်တော် channel ပြန်ရပါပြီ အဲ့မှာကျွန်တော်တိလိုက်ရတဲ့အချက်ကပါလဲဆိုတော့ကျွန်တော်နည်းနည်းလေးလစ်ဖြစ်သွားတဲ့အချက်လေးတစ်ရှိရှိအဲ့ပါလဲဆိုတော့ security တွေအကုန်လောက်တယ်ဆိုရင်လည်းကျွန်တော် backup code တော့ကျွန်တော်မလုပ်ထားမိဘူးပေါ့နော် backup code တွေပါရတော့ကျွန်တော်မလုပ်ထားမိဘူးအဲ့ဒါနဲ့တော့ဖြစ်တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်တကယ်တမ်းတော့ဒီဘက်ဒုစရက်တွေခံထားဆိုတော့လေအဲ့တော့ကျွန်တော်လုံးလို့ရရတယ်အကုန်လုံးပါရလို့ရရဆိုချင်းမီကောင်းကောင်းပေါက်ပြီဆိုတာဆိုတာနဲ့ပေါ့နော် first name နဲ့ last name ဆိုပြန်တောင်းနေပြန်အဲ့ဒါလေးတွေမှတ်ထားပြန်ဒီလားနော် meme တွေပြေးတတ်တာမျိုးရှိတယ်အဲ့ဒါလေးမှတ်ထား ပြီးရင် password တခြားမှတ်ထားပြီးရင်ဆိုဒီမှာ two step ခံထားပြီးရင် two step ဆိုတာလည်း two step ကမျိုးရှိရယ်ဖုန်းနဲ့ခံတာလည်းရှိရယ် email နဲ့ခံတာလည်းရှိရယ်အဲ့နှစ်ခုလုံးနဲ့လည်းခံထားထည့်ထားပေးဗျာဖုန်းရောထည့်ထား email ရောထည့်ထားပြီးတော့ contact email ဆိုတာရှိနေပြီးရယ် contact email ဆိုတာထည့်ထည့်ထားအောင်နောက်တစ်ခုကကြတော့ alternative email ဆိုတာထည့်ရှိနေပြီးရယ် alternative လားလို့ပဲ alternative email ဆိုတာသူကဗျာကျောဒီ email address ကိုဝင်ကျင်နေတယ်ဒါပေမဲ့ကျွန်တော်ဒီ gmail ကျွန်တော် gmail ထဲကိုကျွန်တော် login ဝင်နေတယ်အဲ့ gmail gmail ကတိတ်အဆင်မပြေဘူးဆိုတော့အဲ့ gmail ထဲကို login ဝင်နေနောက်ထပ် gmail တောင်းလို့ရနေသေးတယ် အဲ့လိုမျိုးရှိတယ်အဲ့အဲ့ဒါလည်းသူဂျီမေးလိုက်တော့ကျွန်တော်မတွေးမိဘူးကျွန်တော်ဒီနေ့ပြန်ပြီးရတဲ့အဲထဲမှာတော့ automatic ဂျီမေးထည့်ဖို့ email ထည့်ဖို့သူက option တစ်ခုထပ်ပါလာတယ်ပေါ့နော်ထည့်လို့ရရင်ထည့်ထားပါသေးလားနောက်တစ်ခုကကြတော့အဲ recover နဲ့ပတ်သက်တာ recover ခုနထည့်ပြီးသွားရပေါ့ recover email ထည့်တာကိုထပ် email လေးထည့်တာနောက်တစ်ခုကကြတော့အဲ့မှာသူဟိုဘာလို့ဆို backup code တွေရှိတယ်နောက်ကြတော့ two step ခံတာဟိုမှာ ဟိုဒုစရိုက်ခံတာပါဗျာကျွန်တော်ဒီမှာ Google Authenticator နဲ့လည်းခံလို့ရတယ်အဲ့တော့ခံတာပြီးရင် Google Prompt မှာလည်းကျွန်တော် Google Prompt Google Prompt ဆိုတာဗျာဟိုဘက်က login ဝင်ရင်ကျွန်တော်ဖုန်းမှာ node တက်ပြီးရောပေါ့နော်89တော့3တော့4တော့5တော့အဲ့ဒါရွေးရတယ်ပေါ့နော်အဲ့ Google Prompt လို့ခေါ်တယ်အဲ့ဒီမှာလည်းဘယ်ဘယ်ဖုန်းနေကြမှာလဲဆိုတာလည်းကြည့်လို့ရတယ်အဲ့ Google Prompt မှာလည်းကျွန်တော်တို့ကိုဖုန်းတွေပါရွေးထားပြီးနောက်မှကြတော့အဲကျွန်တော်တို့အဲဘာရှိသေးလဲဆိုရင်ပေါ့နော်အဲ့မှာ ဟိုကြာဒီခုနကတော့ဒီ backup code ဆိုတာရှိရပါတော့ backup code ကလည်းသူကအဲကျွန်တော်ဒီ password ပိုင်းမိခဲ့မိပြီဆိုရင်အဲ backup code နဲ့ဝင်လို့ရတယ်ပေါ့နော် backup code ကို backup code ကလည်းတစ်ခါပဲသုံးလို့ရတယ်ဆိုတော့တစ်ခါ backup code ကို generate လုပ်ထားပြီဆိုရင်10ခုထွက်ပြီ10ခုလားလို့ပဲ10ခုထွက်ပြီလေအဲ့10ခုထဲမှာတစ်ခုကိုသုံးပြီးတော့အဲ့ခုကထပ်ပြီးသုံးလို့မရတော့ဘူးပေါ့နော်အဲ့ဆိုဒီကိုကုတ်ဂျန်နေပေါ့နော်ကျွန်မ generate ထပ်လို့လို့ရတယ်ဗျာတက်လာလို့လို့ရတယ်အဲ့ backup ကုတ်ကိုလည်းထုတ်ထားပြီးတော့အဲ့ copy ကုပြီးတနေရာမှာတင်ထားဗျာ backup ကုတ်လေးဆိုရင်လည်းလေအဲ့လိုမျိုးအဲ့ဆိုတော့ ဟိုကျွန်တော်အနေနဲ့ကတော့ iron bucket ကိုကျွန်တော်ထုတ်မထားမိလိုက်ဘူးအဲအကောင်းအကောင်လုံးပါအဲ့ဒါအကြောင်းတစ်ခုလည်းဖြစ်လာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုယ့်ကိုယ့်လွယ်ချက်ဆိုလို့အဲ့ဒါပဲရှိပြောပြနေတာတော့โอเคအဲ့ဆိုအဲ့အဲ့လိုမျိုးတွေအကုန်လုံးထားပါလို့ထားလို့ရရမှန်းသမီးရပါတော့နောက်တစ်ခုကကျွန်တော်တို့ဂျီမေးရမှာ activity တွေကိုဖြစ်နိုင်အများတန်းစစ်ကြည့်ပေးတင်လေပေါ့နော် channel ကျွန်တော်တို့ channel owner တွေဖြစ်ဖြစ်ကိုယ်ဂျီမေးအရေးကြီးတဲ့ဂျီမေးတွေဆိုရင်ပေါ့နော်ဒါနဲ့ check လုပ်ပေးတင်လေနောက်တစ်ခုကကြာတော့ဖြစ်နိုင်အဲ့လိုမျိုး browser cookie တွေတိတ်ကောင်းတိတ်ဟို extension တွေဆိုမလိုရတဲ့တိတ်မသုံးနဲ့နောက်ပြီးကြတော့ဟိုနောက်ပြီးကြတော့ software တွေပါတယ်ဆိုလည်း download ဆွဲပြီးဆိုရင် anti bias တွေတခြားစစ်မှာဆွဲတင်တယ်ပေါ့နော်ဘောင်ပါဝါအများကြီးပဲပေါ့နော်โอเคပါဆိုတော့ဒါကတော့ကျွန်တော်နောက်လိုမျိုးနီးပညာသမားတောင်မှအဲ့လိုမျိုးလေးအဲဘယ်လိုပြောရမလဲဖြစ်တယ်ဆိုတော့ပေါ့နော်အဲ့တော့ကျွန်တော်ကတော့လန့်နေပေါ့နော်ကျွန်တော်ဆိုလည်း password တွေပါတယ်ဆိုလည်းတခြားမှတ်ထားပြီးတော့လောက်တာပဲပေါ့နော်အဲဟုတ်ကဲ့ပါဆိုတော့ဒါလေးကတော့ကျွန်တော်တို့ YouTube channel ဟက်ခံထိတာနဲ့ပတ်သက်ပြီးတော့ပြပြပေးတာဖြစ်ပါတယ် ဆိုတော့အဲမိတ်ဆွေတို့လည်းပေါ့နော်တခြားလေးအဲဒီစင်ကျင်လို့ရအောင်လို့ဗာတတိထားလို့ရအောင်လို့ဗာကျွန်တော်လာပြပြပြင်ဖြစ်ပါတယ်အဲဟုတ်ကဲ့ပါဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်